ပြောင်းရင်ငါညကြည့်မယ်ဆိုပြီးတော့ငါတေးရတာကွာဒါပေမဲ့ပွဲလာကန်ဒီမှာငါအိတ်ပျော်တော့တာမနဲ့မိုးလင်းတော့ငါဂုစကိုထကြည့်ရဖူးမော့ပါကွာဖူးမော့ဟောက်ထကြည့်တော့ပြောင်းတကယ်ကြီးဟာအာဆင်နယ်ဟာမက်ထရစ်ကို3-0ဟာတကယ်ကြီးကျိတ်တယ်ဟာပြောင်းကြီးအိုးတကယ်ကြီးဟာပြောင်းကြီးအဲ့ဒါနဲ့ငါ highlight YouTube တော့ပြီး highlight တော့ကြည့်တာကွာဟာပြောင်းတကယ်ဟာအာဆင်နယ်ကအမှန်ကန်ကြီးကိုတီးနေတာ စကားပြန်ပါလာတော့တော်တော်ကြီးကိုကောင်းသွားပြီကွာအစင်းနေရောဒီနော်တကယ်တော်တော်ကြီးကိုကောင်းတာအစင်းနေတကယ်ကိုကောင်းတာညမှန်တိုင်းပြောရင်ကိုက3ကိုပဲသွင်းတာပေါ့ကွာတကယ်မဲ့တကယ် ကော့ဒရိုက်စ်တို့နောက်တန်းလူကမကင်၄၅ခုတော့ပြက်တယ်ကွာအနည်းဆုံး၆ခုပဲကွာတကယ်တမ်းကော့ဒရိုက်စ်တာမကောင်းခဲ့၆ခုလောက်တောင်တွင်းနိုင်မယ်အနေထားကြီးကွာဒရီဇီးဝရဲ့လက်ကြီးကပြက်ပြက်တတကြီးကွာချန်ပီယံတာအာဆင်နယ်ဖန်နေအချောင်းနေလိုပဲလားချန်ပီယံလိ15လုံးရတဲ့ဒူလူတော့ပြောတာပဲထင်တော့လည်းမခက်ပါဘူးလို့ပြောတော့ကွာတော်တော်ကြီးကိုကောင်းတယ်အာဆင်နယ်ကဒီချက်မှာကောင်းတဲ့ကောင်တော့ rice free ကကြီးရောကလိုလန်ထွက်နေအောင်ပဲပထမတကိုးဆိုလို့ရှင်ကော့တွက်ဘလို့မဖမ်းလို့မရကော့တွက်မပြောနဲ့ကော့တွက်အဖေတော်ဖမ်းလို့ရမှာမဟုတ်ဘူးကွာတကယ်ကြီးလှတာကွာအဲ့ကိုကြီးကလည်းအဲ့တကိုးပြီးရင်နောက်ဒုတိယတကိုးကပိုလှတယ်ကွာလုံးဝအရုခေါ်ဆယ်ပြားတောင်းလေးပေါ့ကွာဒီလိုဒီလိုမျိုးလေးမလားဒါဒါကိုးကိုးဒီလိုကိုးပုံစံလေးကွာအဒီတောင်းလေးဒီတောင်းလေးတော့အဲ့လိုမျိုးလေးတွင်းသွားတော်တော်ကြီးလှတယ်ကွာလို့နော်တကယ်တော်တော်ကိုမိုက်တယ် rice ကတော့တန်းတရာတယ်တော်တော်ကြီးကိုတန်နေကွာလို့နော် rice ကငါ့ကို man city နဲ့အပြိုင်လူတာပေါ့ကွာဒါပေမဲ့ rice က arsenal ကို ဟိုရွေးထွားတယ်ပေါ့ကွာဒါတော့သူကစားခြင်းနဲ့ငယ်ဘွားကလပ်ကိုလို့နော်အဲ့တော့တော်တော်ကြီးကိုကောင်းတာ Declan Rice ကတော်တော်ကြီးကိုကောင်းတော့တာလို့နော်အာဆင်နယ်တန်းတရာပေးပြီးခေါ်လိုက်တာတော်တော်ကြီးလည်းမှန်တယ်တော်တော်ကြီးလည်းတန်တယ်အဲ့တော့ Real Madrid ကိုနှလုံးတွင်းတာနှလုံးတောင်မှရိုးရိုးနှလုံးမဟုတ် free kick ကမ္ဘာအကောင်ဆုံးဂိုရမလက်ရှိချိန်မှာကမ္ဘာအကောင်ဆုံးဂိုရမလို့ပြောလို့ရမယ် Court Twice ကို ဖရီကနှလုံးတွင်းနိုင်ပို့စားတစ်လုံးတွင်းနိုင်ဖို့တောင်မလွယ်ဘူးဗျာဟုတ်တယ်မလားနှလုံးတောင်တွင်းတာအဲ့ဒါတောင်ဒီလိုချန်ပီယံလိလိုအရေးကြီးတဲ့ပွဲမှာတွင်းတာဆိုတော့ဒီကလန်ရိုက်ရဲ့တန်းတရာနဲ့တန်ကြီးကနောက်ထပ်တန်းတရာလောက်တော့ထပ်ပေးနေအောင်တန်နေလို့ပြောလို့ရတယ်ဗျာတစ်လုံးကိုဖရီကတစ်လုံးကိုတန်းတရာဆိုပြီး200ပေးလိုက်ဗျာတော့ဝက်ဆန်းကိုနောက်200လောက်ထပ်ပေးတော့100လောက်ထပ်ပေးလိုက်ညကတော်တော်ကြီးကိုကောင်းတာအဲ့တော့ matrix ကတော့ထုံးစံတိုင်းဗျာဟိုပြောလို့ပြောရမလို့ကျွန်တော် matrix ကြောင်းပြောလို့ရှိရင်ခင်ဗျားတို့က matrix ကိုမုန်းတယ်လို့ပြောလို့ရမယ်မန်စီးနဲ့တော့ကလည်းဒီတိုင်း ခြေစွမ်းကောင်းလို့နိုင်တာမဟုတ်မန်စီးတီးယားကိုခြေကျနေလို့သူနောက်တစ်ဆင့်ကိုတက်ရောက်သွားတာအဒလက်တီကိုနဲ့ပွဲမှာဆိုရင်လည်းကန်တရားသူတို့ဘက်မှာရှိနေလို့ဗျာခြေစွမ်းပိုင်းအဲ့လောက်မဟုတ်ဘူးနှစ်ပွဲလုံးသူတို့နိုင်လာရနိုင်ရတယ်လို့အနိုင်ရလာတယ်ဆိုပေမဲ့ခြေစွမ်းပိုင်းကမကောင်းခဲ့ဘူးဒါကိုမက်ထရစ်ဖက်နေလက်ခံပဲဗျာအရှိတရားအန်ဆယ်လော့တီမှာဘာအကွက်မှမရှိဘူးဗျာပြောမှမဆိုဒီကစားသမားတွေရဲ့တူးချင်းဆွဲဆောင်ယူကြီးကြောင်းတာတက်ရောက်လာတာဗျာအဲ့တော့အခုလို့ဒီကစားကွက်ပိုင်းကောင်းတဲ့အတင်းနဲ့တွေ့တဲ့ခါကျတော့မက်ထရစ်တော်ကြီးကိုစုပ်ပြတ်တက်သွားတယ် အမ်ဘပီတယောက်ပဲညာလှုပ်လှုပ်ရှားရှားကန့်နိုင်နေဗျာဒါအာဆင်နယ်ကလုံးဝကြီးကို completely control completely control by arsenal ဗောရတည်မလား real madrid was control completely control by arsenal အော်လုံးဝကိုထိန်းချုပ်ခံထားရတာရအဲ့တော့ဘာပဲဖြစ်အာဆင်နယ်ကတော့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်ကတော့တော်တော်ကြီးကိုလုံလိုက်တဲ့ခြေစွမ်းကိုရရှိသွားတယ်လို့ပြောလို့ရတယ်ကိုရလက်ကိုရရှိသွားတယ်လို့ပြောလို့ရတယ်အဲ့တော့ real madrid ကွင်းမှာလာတို့တို့ဒီတဲ့ပိုကောင်းနဲ့စမ်းစောင်းရင်ပြဖို့လိုတယ် ရီယယ်မက်ဒရစ်ကဖိုးစည်းဆွဲရလနဲ့နိုင်ရတော့ရင်တော့နောက်တစ်ဆင့်တက်ရောက်တော့မှာတော့ဒါပေမဲ့အာဆင်နယ်ကို၄ဂိုးသွင်းဖို့ဆိုရည်တော့တော်တော်ကြီးကိုမလွယ်ကူတာအထူးသဖြင့်ဆာကာပါလာတဲ့အချမ်းကကျွန်တော်တို့တော်တော်ကြီးကိုလှုပ်လှုပ်ရှားရှားနဲ့ကစားလာတော့ကျွန်တော်မြင်တွေ့ရရပါတော့အဲ့တော့ဆာကာကအာဆင်နယ်ရဲ့အကောင်းဆုံး player ဆိုလည်းဟုတ်တယ်မရှိမဖြစ်ကစားရမဆိုလည်းဟုတ်တယ်အဲ့တော့ Declan Rice ကပါကျွန်တော်တို့လိုက်ပွဲအချိုပွဲလေးပေါ့ဗျာအာဆာကာကကျွန်တော်တို့ဒီ main hin ဆိုလို့ရှိရင် Declan Rice ကအချိုပွဲလေးပေါ့ဗျာအဲ့တော့ ဒီဂလိုရိုက်ရဲ့နှစ်ကိုးပြီးတော့မယ်ရီနိုရဲ့တကိုးနဲ့ကျွန်တော်တို့ Tracy Sawyer နဲ့နိုင်ပြီးတော့အစနေကတော့သူရဲ့ပထမဆုံး Champion League Plus အတွက်ကတော့ပထမကြော်မှာအချိန်ကြီးကောင်းသွားခဲ့ပြီလို့ပြောလိုက်ရင်းနဲ့ကျွန်တော်တုံ့တက်လိုက်ပါရဗျ။ညီကိုရောအစနေချင်းဆောင်ဘယ်လိုမြင်လဲ comment မှာရေးပေးခဲ့ကြအောင်